အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာမိုးကြီး channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ညမှာတော့အမောင်ဘရောကဆိုတဲ့ပထမမိုင်းကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဇလန်လေးမစားတဲ့ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်သွားပြီးဗီနာကခေါင်းအောင်လေးကိုလည်းနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာအမောင်ဘရောက ညောင်ဖင်ရွာကကျုံတငယ်ချင်းပွဲစားကိုပွားကြီးစီကိုမလာတာကြပြီမို့ပြီးခဲ့တဲ့ရက်တွေကမှကျုံမျောနေခဲ့ရသေးတယ်။အခုလာမဲ့လာတော့လေသူ့ဘာသာသူဘုံစားကြီးရောက်ချလာပါလေရောဗျာ။မောင်သိန်းရေပြောမောင်သိန်းမင်းရှိလားကွာငါဝင်လာပြီနော်။ကျုံအိမ်နောက်ဖွေးမှစိုက်ထားတဲ့ခရမ်းမိန်လေးတွေကိုမြို့နှုတ်ပေါင်းသိနေတော့အင်ရှေဝိုင်းကကျုံနမီကိုခေါ်တန်းကြလို့ပြေးထွက်ကြည့်တော့ ကိုပါကြီးဖြစ်နေတယ်ဗျာဒါနဲ့ကြုံလဲအပျော်ကြီးပျော်ပြီးဒါလေးဗျာအိမ်ထဲခေါ်ပြီးရွေးနေချမ်းနဲ့ဧကန်ရင်ပေါ့ကိုပါကြီးကမမလာလာလာရတယ်ကွာမိမရှိမှရှိလိမ့်မလားဆိုပြီးရှင်တထိထိနေကွာအမေသူကပဲပြောရတယ်ရှိသေးပြီးခဲ့တဲ့ရွေးတွေကပင်ကြုံမျောနေသေးတယ်ခမ ्या ကကွဲသားတယောက်ဆိုတော့စီပွားရေးတောင်းကျမ်းနေလို့ မအားလို့မလာတာပဲဆိုပြီးကိုဘသာကိုမှတ်ယူလိုက်ရတယ်ဗျို။သူစကားဆုံးတော့ကိုဘကြီးကပြုံးစစ်စီးနေ။ဒါတော့ဟုတ်တယ်မောင်သိန်းကငါရောင်းဝယ်ကိစ္စနဲ့ဘကိုဘတ်တို့ရောင်းနေလို့ဟေးမင်းစီမလာပြစ်တာ။လူသားမြောက်ပြီပေမဲ့စိတ်ကတော့မင်းစီအမဲရောက်ပြီးသားပါကွာ။ငါရဲ့အချစ်ဆုံးတဲ့ငယ်ချင်းဆိုလို့မင်းပဲရှိတာမဟုတ်လား။ထားပါတော့ဗျာ။ဒါနဲ့တိုင်းကိုစူးစမ်းပါအောင် ခမားကအကြောင်းတစ်ခုခုတို့အကူကြီးတစ်ခုခုတို့လိုမှကျုပ်ဆိုတဲ့လူကိုတတိရတာမဟုတ်လားကျုပ်ရဲ့စကားကြောင့်ကိုဝါကြီးတရားမျက်မှောင်ကျုပ်၍အဲ့လိုတော့မပြောမနဲ့တငယ်ချင်းမောင်သိန်းဟာမင်းကိုတတိရလို့လဲလာတာပါပါတယ်ကွာဟုတ်ပါပြီဆက်ပြောပါအောင်ဒီလိုကွာမောင်သိန်းရဲ့မင်းပြောလဲပြောချင်းစရာတော့ဖြစ်ပါပြီဘလို့လဲဗျအခုလာတာလေ မင်းစီကအကူကြီးတစ်ခုလောက်တောင်းညင်လို့ငါရောင်းဝယ်ကိစ္စနဲ့ပတ်သက်ပြီးတော့ပါကွာရောင်းဝယ်ကိစ္စဟုတ်လားဗျအေးဟုတ်တယ်လေမောင်သိန်းဟာဟာခပ်ပါပြီဗျာကျုပ်ကရောင်းဝယ်ဆိုဘာတစ်ခုမှနားလဲတာမဟုတ်ဘူးခမည်းကိုဘယ်လိုကူညီရမလဲငါပြောချင်တာကဒီလိုကွာမောင်သိန်းဟာအကူယုံမနဲ့နေတဲ့ခရယာရွာကိုငါရောက်သွားတယ်ကွာအဲ့ဒီရွာမှာခြေတုံးကလေးကရှိတယ် င်အောင်သမိုးအိမ်ကြီးတလုံးနဲ့ဆယ်ကအကျယ်ဝန်းရှိတယ်။ခြံဝန်းကြီးကိုအဲ့ရကတထေးကြီးဦးအေးထွန်းကပိုင်းဆိုင်တာတဲ့။သူကအိမ်ကြီးနဲ့ခြံဝန်းကြီးကိုအဲ့ရကရွာတကြီးစီကတစင်းပြန်ဝဲထားတတ်တယ်ကွာ။မင်းသားလေးအောင်ပြောပြရရင်အချောင်ရလိုရွာတကြီးကိုပစံထိုးပြီးသူတို့ဘိုးဘအစင်ဆက်ကပိုင်ဆိုင်မှုတွေထဲကတခုပါတယ်ဆိုပြီး အချောင်နမဲဝင်းယူပြီး တိမ်ပိုင်လိုက်တာတည်းကွာကျုပ်လဲသိကျင်စောဖြီဒါဆိုအဲ့ဒီအင်ကြီးနဲ့ခြံဝန်းကြီးရဲ့ဘူလာပိုင်ရှင်တွေကဘယ်သူတွေလဲအခုသူတို့ကရောဘယ်ရောက်ကုန်ပြီလဲကိုဘွားကြီးကဟာဟိုးရားစရာဟိုးရားပြင်းပြင်းစုံစုံကြုံရှင်းမြတာလေးကိုတော့နားထောင်ပါအောင်ကွာအဲ့ချန်ကြီးရဲ့မူလာပိုင်ရှင်တွေကဂျုံခဲတဲ့အနည်း90ကလေးက မိသားစုလိုက်အဲ့ဒီအိမ်ကြီးမှာပဲအမောင်ဘရောကကြီးတခုတိုက်ခံရလို့ဘေးမျိုးမျိုးတင်ပြီးတယောက်ပြီးတယောက်တိတ်ကုန်ကြလို့အဲ့ဒီအိမ်ကြီးနဲ့ခြံဝန်းကြီးကိုဒီတိုင်းပြလေးဆက်လက်ခတ်ထားခဲ့ကြတာကွာဘလို့ကိုပါကြီးအမောင်ဘရောကအတိုက်ကြောင်ဟုတ်လားအေးဟုတ်တယ်အမောင်သိန်းရဲ့ငါအဲ့ရွာကြီးကိုရောက်တော့အဲ့ဒီအိမ်ကြီးနဲ့ခြံဝန်းကြီးအကြောင်းကိုစိတ်ဝင်စားလို့အသေးစိတ်သိရအောင် အဲ့ရွာကဖာသာဆိုတဲ့ကရင်ဖတီးကြီးတဦးကိုမေးကြည့်တော့ဖတီးကြီးပြောတာကလွန်ခဲ့တဲ့90လောက်တုန်းကအဲ့ဒီအိမ်ကြီးမှာအလွန်မှချမ်းသာလွန်တဲ့ဦးစိန်ဆိုတဲ့တထေးကြီးကသူမိသားစုနဲ့အတူအဲ့ဒီအိမ်ကြီးမှာတိုက်တိုက်ဝိုင်းဝိုင်းနေခဲ့ကြတယ်သူတို့မိသားစုက အလုံးပေါင်း73ဦးတောင်ရှိတယ်တဲ့ဒါတောင်အိမ်ကြီးရဲ့အောက်ခြေသိမ်းဝေယဝိဆလောက်တဲ့လုံသမားတွေမပါသေးဘူးတဲ့ တထေးကြီးဦးစိန်တို့ကမင်းမျိုးမင်းနွယ်တွေတဲ့နောက်ပြီးလှုပ်တဲ့ဈေးပွားရေးကလည်းစိန်ရောင်းဝယ်နေကြီးကြီးတက်ချမ်းသာတယ်ကွာလူတွေမှာဘလောက်ဝင်ချမ်းသာပါစေအောင်တော့ပြက်ကင်းဆိုင်ချိန်ရောက်လာတော့အခုတို့ဟာသူ့လိုလိုဂျုံမပါပဲဝင်လာရောကွာတထေးကြီးဦးစိန်ရဲ့သားကြီးကရောမင်းကြီးရွာက မင်းကလေးတဦးနဲ့ပူဇော်ပါပြီချစ်ကြကြတော့တထေးကြီးလည်းမိဘတို့ဝေတရားရှိတဲ့အတိုင်း တောင်းရန်ပေးစားလိုက်တာပေါ့ကွာဖြစ်စဉ်ကတော့တာမန်ဘဲလို့ထင်မရပါပဲအဲ့လောက်မယိုးချင်းဘူးကွာကျုပ်ကဘာကမယိုးချင်းတာလဲပြလို့ဝင်မေးလိုက်တော့ကိုပါကြီးကအချမ်းရည်လေးတစ်ခွက်ကိုမောတော့ခါအဲ့ဒီမိန်ကလေးနဲ့ဆက်ဆက်နေတဲ့အတိုင်းဝိုင်းတစ်ခုလုံးကပညာရမ်းထက်တယ်ကိုဝေပညာတဲ့မျိုးရိုးတွေတဲ့အဲ့ဒီမိန်ကလေးကိုနိုင်ကလည်း လက်ရှိကံလွှဲပြောင်းရယူထားတာဆိုတာဒီဖြစ်စိုးကြီးကိုလုံးမတီးရတယ်ကွာကျုံလေထားပါတော့ဗျာကိုဘွားကြီးပြောတဲ့အတိုင်းကောင်မလေးကပညာတယ်ပဲထားပါတော့ဒါပေမဲ့ဗျာဦးစိန်ရဲ့သားကြီးကသူ့ယောက်ျားလीဗျာသူတို့တွေချေချိုက်လို့ယူထားကြတာပဲမဟုတ်လားအဲ့ဒါကိုသူကဘာလို့သူ့ယောက်ျားနဲ့သူမိသားစုကိုကန်ဆူမုံမောင်ကြတဲ့အထိအမောင်ဘရောကနေတိုက်ရတာလေဗျာ ကျုပ်ရဲ့စကားဆုံးတော့ကိုဘွားကြီးကသဘောကျကတဟားဟားနဲ့ဒီမောလီရောကျုပ်ကဟေ့လူဘာကြီးစရာပါလို့ခမရကဂျီနေတာလဲလို့မေးတော့ကိုဘွားကြီးကအဲ့ကောင်မောင်းတဲ့လူတွေရဲ့အကြောင်းကို အသေးချမသိဘဲကိုဒါကြောင့်မခံမရနိုင်ဖြစ်နေတာလူတိုင်းရဲ့စိတ်ကတယောက်တစ်စိတ်နဲ့မို့ကိုကယူသားဖြူစင်ပေမဲ့ခြားတယောက်ကယူသားခြင်းမှလည်းယူသားနိုင်မယ်လေ ကိုစိမ့်နဲ့နိုင်ရှင်ပြီးမဖြစ်ပါဘူးမလုံလောက်ပါဘူးဆိုပြီးတွေးလို့မရဘူးမောင်သိန်းရဲ့သူတို့ဇလန်းကိုထက်ဆက်ရရင်အဲ့ဒီပညာတဲ့မိန်ကလေးကတထဲကြီးဥစိမ့်တို့ရဲ့ချမ်းသာကြွယ်ဝမှုတွေကိုလိုချင်တတ်မှတ်ပြီးဥစိမ့်ရဲ့သားကြီးကိုစီယုံပြီးအမွေခဲခိုင်းတယ်အစားရှိတယ်အရာတွေလုပ်တယ်တဲ့တထဲဥစိမ့်ကအဲ့လိုလုံးလိုက်ရင်မိသားစုတွေကများတော့စိန်ဝမ်းကွဲမှဆေးလို့တားတယ် ဒါကိုသူ့ချွေးမကလက်မခံပဲအတင်းခွဲခိုင်းတော့တထေးကြီးဥစိန်ကချွေးမဖြစ်သူကိုအမြင်ကကန်းနဲ့ပဲသူ့ရဲ့ပိုင်ဆိုင်မှုတွေတဲကဥစ္စာအနေငယ်ကိုသာ အမွေဖြစ်ခွဲပေးပြန်တော့လေပေးတာကနဲရကောင်းမလားဆိုပြီးကြောက်ကတိဖြစ်တဲ့ဥစိန်ကိုအညိုးထားကကောဝေးပညာနဲ့စတင်လှုပ်တော့တယ်ဥစိန်တယောက်လည်းအလိုလိုနေရင်ထိုင်ရင်ကျမ်းမာရေးတွေချုံရင်းလာပြီးအိရတဲ့လှဲရီအစားစားလေစားမရပြန်ထွက်တယ် အဲ့လိုလေအိမ်မယာလူဆောင်တယောက်ကလာ၍ချောင်းရနေကြောင်းကိုမိသားစုကိုပြောပြတယ်။မကြမကြလေအလောင်းထမ်းလာတဲ့တရေကြီးတွေက သူ့ကို သူတို့နောက်ကို လိုက်ဖို့၍လာခေါ်နေကြောင်းကိုကြောင်းလိုက်တကြားပြောတော့မိသားစုကလည်းအထက်လန်းစရာခေါ်ပင်ပြီးပျောကခေါ်ကူးတယ်တဲ့။ကန်စုံမသွားရမူလိုက်လို့ရတယ်ဆိုတဲ့အတိုင်းဖြစ်ချင်တော့သူတို့သွားပင်လာတဲ့ထက်လန်းစရာဆိုတာကလည်းဥစိန်ချွေးမရဲ့ အမျိုးထလန်းစရာရောင်ဆောင်ကမိမိမွေးထားတော့တရဲတဆွေတွေနဲ့လူနာကိုနှိမ့်ဆက်ခိုင်းပြီး သူ့ဘက်ပြန်ကိုအဲ့လိုဆရာလင်ဖြစ်နေတယ်။အဲ့ဆရာကလည်းငโกတဲကလောဘသမားဆိုတော့တူတူမာနဲ့ပေါင်းကြံကဥစိန်တို့ရဲ့စိန်တွေသူတို့လက်ထဲရအောင်ချောတလဲချောတလဲတောင်းလေတော့တယ်။တထေးကြီးဥစိန်လည်းဝေဒနာကိုကြိတ်လို့သာခံစားပြီးတေးသွားရှာတယ်။ဘာစိန်တလုံးမှာ ူချွေးမလက်ထဲကိုမပေးခဲ့ဘူးပူဆိုးတာကသူစနီတရေကတော်ပါဝင်တာသမီများကို သူချွေးမဗာမွေပဲတောင်းတောင်းနှောက်တယ်အဲ့တို့တချောင်းတောင်းမပေးဖို့မှာခဲ့ပြီးဆုံးမသွားရှာတယ်အဲ့တဲ့င်းကိုကြားရတဲ့ချွေးမဖြစ်သူဟာပိုလိုဒေါသထားပြီးသူ့ရဲ့ဦးလေးကဝေကောင်းတဲ့ပေါင်းဟာကျမ်းမီသားစုများကို အမောင်ဘယောကအတိုင်းနဲ့စာပြီးတိုက်ဖို့ပြင်ဆင်တော့တယ် ကျုပ်လည်းဂျမ်မီသားစုဝင်တွေကရော အကုန်လုံးတည်သွားရတာဆိုတော့သူတို့တွေဘလို့ဖြစ်ပြီးတည်ရတဲ့အကြောင်းကို ကိုပွားကြီးတီးတဲ့လောက်သာပြောပြစမ်းပါအောင်ဗျဖြစ်ပုံကဒီလိုမောင်းသိရဲ့တရေဦးစိန်ကြီးစုံမသွားပြီးရန်နှဲငယ်အကြတွင် သူ့ချွေးမကအိမ်တို့ရောက်လာခဲ့ပြီးသူတို့ကိုခွဲပွေးတဲ့အမွေက အလုံးမနေပြီးလက်ရှိဒီမီသားစုရဲ့ပိုင်ဆိုင်မှုတွေနဲ့ရှင်းရင်ဘာမှ မပြောလောက်တာဖြစ်တဲ့အတွက်ပစ္စည်းဥစ္စာတချို့ထက်ခွဲပေးဖို့ကိုသူ့ယောက်ျားကိုခေါ်လာပြီးပြောလာခဲ့တယ်။အဲ့တော့တွားလေးသူတထေးကြီးဥစိမ့်မှာမှားတဲ့စကားအတိုင်းဖြစ်လာပြီမို့တထေးကတော့ဒေါ်တင်စိန်ကလည်းနောက်ထပ်ဘာမှထပ်ပေးစရာမရှိတော့ကြောင်းကိုတိပြက်တာတာညင်းဆိုတယ်။တာကြီးဖြစ်သူကိုလည်းဖခင်ကြီးဆုံးတာမှပူပူနွေနွေပဲရှိသေးတာကိုမိမစကားနားထောင်၍အမွေထက်လာတောင်းလို့ သူကပြောဆိုကြိမ်းမောင်းနေ။ကြံကြီးကိုမောင်နှမများအကုန်လုံးကလည်းကဲရဲ့ချုံချပြီးအိမ်ပေါ်ကခွေးမောင်းတို့လိုလင်မယားနှစ်ယောက်လုံးကိုဝိုင်းမောင်းချတော့နေတို့တွေအကုန်လုံးငါးချောင်းကောင်းကောင်းသိစေရမယ်ဟုတောက်ခေါကအိမ်ပေါ်ကနေထမိန်တို့တို့နဲ့ဆင်းသွားတော့ချွေးမရဲ့ကြိမ်းမောင်းတန်တဲ့အတူညှိုးငဲ့သောမျက်နှာလေးနဲ့အမေကြီးလိုက်မိမကြီးလိုက်ဖြစ်ကဘာတခုံးမှဝင်ပြောနိုင်ပဲ။ကောင်းကြီးသား ငုံနေရှာတဲ့တာကြီးဖြစ်သူရဲ့နောက်ကျောလေးကိုသာကြည်ရင်တရေကတော်ကြီးဒေါ်တင်စိန်တယောက်မြဲတွေဝဲလို့သာကြံခဲ့လေတော့တယ်တရေကတော်ကြီးဒေါ်တင်စိန်ဒီတာကြီးဖြစ်သူနေချွေမဖြစ်သူတို့ပြန်သွားသည်နေမျက်လုံးအိမ်မှာစီးကြလာတော့မြဲရီဇက်တို့ကိုကြံသားသမီးများမမြင်အောင်လက်ဖြစ်ဖယ်ကအိမ်ပေါ်တက်တို့တက်သွားပြီးအိယာထဲဝဲဝမ်းနေကပြင်ငိုကြွေးနေလေတယ်အတန်းကြာသောအခါ ်ကားလောက်ဟောက်တန်ကြားသဖြင့်ခွင့်ကြည့်တော့ခါတမင်းငယ်ကထမင်းစားရင်လာခေါ်တော့ကြောင်းလိုက်သွားပြီမိသားစုမစုံလင်တော့ထမင်းဝိုင်းမှာထိုင်စားနေကြရင်ကြံသားသမီးများကိုစိတ်ထဲမှာကြာရင်အားပေးနေတယ်ကြံသားသမီးများလည်းအမေဖြစ်သူရဲ့စကားကိုနားဆိုင်ထောင်ပြီးထမင်းစားနေကြခြင်းရုပ်တဲ့အိမ်နောက်ဝေးမိဖို့ဆောင်ကဥက္ကဘောကန်တွေတိုင်မြိုင်တီးခတ်နေတယ်လို့ဆွညံသွားကြားရလေတယ်အကုန်လုံးလည်း ဒီမှာထမင်းစားနေတာကြောင့်တတိယကတော့ဒေါ်တင်စိန်သည်ဘယ်သူတင်းနေပါလဲဟုအိမ်မော်ဖြစ်သူဒေါ်တင်အားတွားရောက်ကြီးစေတယ်ဒေါ်လင်လည်းရက်ခတ်ပေးနေရမှာမိဖို့ဆောင်တော့အလင်းမြန်တွားရောက်ကြီးပါတော့လေဒေါ်တင်ရောက်တည်နေတိကတ်စူညံနေသောအသားများသည်ဘာမှမကြားရ၍ကောလုံးငိန်သက်သွားတယ်ဒေါ်တင်လည်းဘေးဘက်ဝင်ခြင်းဟိုဒီဒီတိုက်ရှာကြီးပါတော့လေမိသူမှာအေးအေးရောက်ပင်ထမတ်သိသောကြောင့် ခေါင်းတပန်းကြီးကထမင်းစားအခန်းသို့ပြန်ပြေးလာတော့တယ်။ကြောက်ကြောက်လန့်လန့်နဲ့ပြေးလာတော့ဒေါ်တင်ကိုမြင်တော့အခါအကုန်လုံးကဘယ်သူတီးတာလဲဟုဝိုင်းမေးကြပြန်တယ်။ဒေါ်တင်ဒီခေါင်းခါပြား၍မိသူတဦးတယောက်မှ မတွေ့ခဲ့အကြောင်းကိုပြောပြတော့အကုန်လုံးကမဖြစ်နိုင်ပါဘူးဟုတယောက်တခုဝိုင်းပြောကြတယ်ဗျာ။အကုန်လုံးကတော်တော်ညံ့အောင်မင်းနေကြစီမှာပဲအင်ကြီးရှိပဒင်းပေါက်များသည့်ဒေတာချင်းမရှိပဲရှိရှိတမျှတကားတွေက ဖွင့်လိုက်ပိတ်လိုက်လှုပ်ပါနေတယ်ဗျို့မြေကြီးမတုံဝင်ပြီးအင်ကြီးတီလဲငလင်လှုပ်တလို့အိမ်ထဲကြီးပစ္စည်းများသည်ဖြောင်းဆန်ကပကံအုပ်ခွက်များသည်ကြောက်ဝဲကုန်တယ်တထေးကတော်ကြီးနေအိမ်သူအိမ်သားများသည်ဒါမိုးတကားမှမကြုံဘူးသောကြောင့်ပဇက်အဟောင်းသားဖြစ်ကတယောက်မျက်နှာတယောက်ကြီးကုန်တယ်အိမ်ကြီးတီလဲလှုပ်ပုတ်ခတ်တလို့ဒုက္ခနေပြန်တယ်အကုန်လုံးလဲကြောင်းလန့်ကခြံဝန်းတဲသူပြေးထွက်လာကြပြန်တယ် ရုတ်တရက်ဆိုသလိုနွားကြီးတကောင်နာမုတ်တန်ကြီးနဲ့အတူဒုံဆိုင်ပြေးလာတော့အတန်ကိုသာကြားရပါတော့လေ။ဘာဆိုဘာမှမတွေ့ရပေ။ထုံနွားကြီးအတန်ဒီအနေနာသူဆက်ရောက်လာသည့်နေ့တပိုင်းနဲ့တမီလက်ဖြစ်သူမထရေသည်မလုံးကြီးနေ၍ရကြီးများကကိုေးကောက်လာပြီးသပင်ဖားလျားချကအသည်စိတ်ပြောင်း၍အိမ်မတော်ပြည့်တတ်သွားပြီးစကြုပ်ခေါ်မော်ကတန်ငယ်ကြီးကြီးယူဆင်းလာက တွေ့သမညီကိုမောင်နှမများကိုလိုက်လံ၍ထိုးတတ်လေတယ်။ဘဇက်ကလည်းဥစိန်ချွေးမှမဲထွေးသာဖြင့်တေဇာဇန်တေဇာဇန်ဟုပြောလဲပြောအစမပြတ်ထိုးလေတော့တယ်။အလဲမရဲ့ကကြီးဖြင့်အချက်ပေါင်းများစွာထိုးခန့်ထိသူကျန်ကြီးမသုံးဦးတို့သည်လည်းတွေ့ရင်ထုံးကနေရာတွင်သာပွဲချင်းပြီးတည်ဆုံးကုန်ကြတယ်။ထိုမြင်ကွင်းကိုမရင်ပါတော့ကျန်သူများကထွက်ပြေးသောအခါကောင်းကင်မှာ စဉ်သက်လာသောမမဲရဲ့ကြီးကလူကြီးတဦးထုံတဲ့ကောင်းမှုခြုံထားသည့်ဟန်ပြေးဆင်းလာပြီးဖွပြေးသူများကိုပြေးလို့မရအောင် သူပစက်ထဲကထွက်လာတော့ကွန်တီလုံးပမာဏခန်ကဝေဆက်တွေနဲ့ပြစ်တော့ကြောင်းထိမှန်တော်သူများသည့်နေရာတွင်ဝမ်းပိုက်များထုတ်ခြင်းပေါ့၍တည်ဆုံကြရပြန်တယ်ထုံမြင်ကွင်းကိုမြင်တော့တတိကတော်ကြီးဒေါ်တင်စိန်သည်နေရာတွင်ငုံတော့မင်းနေတယ်ထိုခါလက်သီးစိုးလောက်ရှိသော ၆ဝေနီးပါးခြေလျားကြီးများသောမွေကြီးများပေါ်လာပြီးတထေးကတော်ကြီးနဲ့ကျန်သူများရဲ့ခြေလောက်တွေကိုကိုက်ချပြန်တဲ့ကိုက်ခံရသောသူများသည်မွေစိတ်တက်၍ချက်ချင်းဆုတ်တလို့လက်ကြသိဆုံးပြန်တယ်။အဲတော့မှအလဲမထေးသေးကိုတဲကပူကတ်ချင်းမှခွာ၍တဟာဟာနဲ့မထွေးကရင်းနေတယ်။အဲတော့မှအတိပြန်ဝင်ကတ်သောထေးသေးသည်သူ့မေပါဝင်ကျန်သူများကသိဆုံးနေတာကိုတွေ့တော့တုံလုံးပြီးငိုကြွေးနေတယ်။ အဲ့တော့မှဘာကနဲ့ပေါ်လာတော့မဲထွေးနဲ့တူလေးကဝေကောင်တို့ဟာတတိယကတော့ဒေါ်တင်စိန်နဲ့ကြံမိသားစုဝင်များကသူတို့နှစ်ယောက်စကားကိုဖိဆန်ပြီးဘာစိန်ဘာရွှေဘာငွေမှဖတ်မပေးလို့အခုလိုကိစ္စတုံးပေးလိုက်တာလို့ပြောကရင်းနေကြတယ်ဗျဦးစိန်ချင်းမမဲထွေးကအလူထပ်မတိုက်ချင်ဘူးနော်ရောင်းမနင်းအသက်မသေးသေးချင်းရင်နင်းမေဒေါ်စိန်ပွက်ထားခဲ့တဲ့စိန်တွေရွှေတွေရှိတဲ့နေရာကိုငါ့ကိုပြောစမ်း နင်းအမေကအလုံးထဲမှာနင်းကိုတိတ်ချစ်တော့သူပစ္စည်းတွေရှိတဲ့နေရာကိုတော့နင်းကိုတိတ်တိတ်လေးပြထားမှပဲဒါကြောင့်ငါကနင်းကိုတမင်မတပဲထားတာတဟားဆိုပြီးရှိကအခုဘယ်မှာရှိလဲအဲ့ပစ္စည်းတွေမသေးချင်းရင်အခုပြောစမ်းဟူအလဲမထေးသေးကိုအတင်းဖီအားပေး၍တောင်းလေတယ်အလဲမထေးသေးလေးငိုရတာရဲ့ရင်နင်းက ငါအမေနဲ့ငါမိသားစုဝင်တွေကိုနင်းရဲ့ရုံးမရက်ဆက်တဲ့ပညာတွေနဲ့တိုက်တက်ပြီးအခုလဲငါအသက်ကိုချင်းချောက်ပြီးဒီပစ္စည်းတွေကိုအတင်းတောင်းတဲ့ဘောလီဟုတ်လားအနေငါ့ကိုတိတ်အထင်သေးလွန်းသွားပြီငါတို့ဟာအခြားတိတ်ခါတရားရှိတဲ့သူတွေမို့နင်းစီမှာအတနာခံပြီးတတ်ရှိမဲ့အစားငါ့ကိုငါပဲတတ်တည်မဲ့ဟုပြောပြောဆိုဆိုနဲ့အလမ်းမဖြစ်သူထဲသေးသည်သူနီးနာကတန်ကကြီးနဲ့ သူ့ဘက်သူထိုးလိုက်ပြီးနေရာတွင်သွေးလိမ့်လိမ့်ဖြစ်ခန်းစားရင်သိဆုံးသွားတယ်။ထိုကားမဲထွေးကမပြောကြနဲ့တေကြနေတော့တေကြမလုံချင်တဲ့ပစ္စည်းတွေမရမချင်းနေတော့ရဲ့ဝင်းကြီးတွေတဲ့ဘဲမှသွားလို့ရမယ်မထင်နဲ့ဒီလိုပြောကတူလေးကဝေကောင်ကြီးကိုစကြည့်လိုက်တော့တူလေးကခေါင်းညိပြကလက်ကြီးနှစ်ဖက်ရှိသူစမ်းထုတ်ပြီးထိုးအင်းချန်ဝိုင်းကြီးဤ လေးဘက်လေးလံတောင်းတွေမှာကဝေလျက်ပန်းခေါ်ဝိညာဉ်ချုပ်ကျိုးတွေတန်းထားတာကြောင့်တေသူများရဲ့ဝိညာဉ်များသည်ထိုအင်ဂျီ၌ပင် အကြီးရှားခံဖြစ်ရလေတယ်မဲထွေးနဲ့သူလေးကဝေကောင်းကြီးတို့ကသူတို့လောက်ရက်တွေကို အားရကျင်းတဲ့နေစဉ်မှာပင်မဲထွေးယောက်ျားဖြစ်သူဦးစိန်ရဲ့တာကြီးယောက်ျားလာကအမေဖြစ်သူနဲ့ဂျမ်မီသားစုဝင်တွေတိမ်လုံးရရက်ဆက်တဲ့အသက်ခံရတာကိုမြင်တော့ ငိုကြွေးကမဲထွေးအားဒါဘလို့ဖြစ်တာလဲဟုမေးလေတော်တယ်မဲထွေးလည်းမျက်နှာဟိုဘက်သို့လှဲ၍ချင်းတို့မိသားစုကရှားသိမ်းရိုက်ခဲ့တဲ့အမွေတွေမပေးတဲ့အပြင်ဘူကြအနိုင်ကျင်ပြီးချင်းနဲ့ကျမကိုပါအိမ်မော်ကခွေးမောင်းသလိုမောင်းချလို့ကျမပညာနဲ့တိုက်တက်လိုက်တာလေရှင်းမြင်တဲ့အတိုင်းပဲမင်းမင်းအတော်ရက်ဆက်တဲ့မိန်းမပါလားငါမင်းရဲ့စိတ်ဓာတ်က အောက်တန်းကြပြီးအခုလိုသွေးပြီးရက်ဆက်လိုက်မယ်လို့မထင်ထားဘူးကွာဒီမှာမင်းတရားငါပြောပြလိုက်မယ်အမွေးဆိုတာထိုင်းမှာစားရတာပါကွာငါပေမဆုံးဝင်ကလေးကစိန်သက်တာဘယ်မှာထားလဲဆိုတာငါကိုဖွင့်ပြပေးတာအချိန်မတန်ခင်ဘယ်သူ့ကိုမှမပြောဘူးမှားထားတာနောက်ပြီးအင်ကြီးရဲ့စီမီစည်းကမ်းတွေအရာတာကြီးဖြစ်သူကဖားခင်မရှိတဲ့အခါမှာ ကျန်တာဝင်များကိုဆက်လက်ယူရတာမို့အဲ့ဒီမိသားစုပိုင်းယတနာတက်တာကိုငါပဲသိတာကွာမင်းကွာလုံးရတယ်ငါ့ကိုလေချိန်ညှို့စေခဲ့တယ်လို့မင်းခိုင်းသည်မာအကုန်လုံးပေးခဲ့ရတယ်ဒါတော့အာမရလို့ငါမိသားစုကိုအသေးသက်ပြစ်တာပေါ့လေယောက်ျားဖြစ်သူလေသူမိသားစုကိုရရဆက်ဆက်တက်ပြစ်တဲ့မိမဖြစ်သူမဲထွေးဟာပြစ်တင်ပြောဆို၍အခုလို့ဖြစ်ရတာตาမကောင်းလို့ အမေနဲ့ညီညီမများဒုက္ခရောက်ရတယ်ဆိုပြီးအိမ်ထဲသို့ဝင်သွားပြီးအိမ်ကြီးရဲ့ထုတ်တန်းလင်းရမှာကျိုးချီ၍ဇွဲကျိုးချကကိုကိုကိုတက်တွေသွားတော့တယ်ထိုဖြစ်ရဲ့ဇိုကြီးဖြစ်ပြီးတဲ့နောက်မှာအဲ့ဒီမိသားစုတွေပိုင်းတဲ့ယတနာတက်တာဟာဘယ်မှာရှိမှန်းဘယ်သူမှမသိတော့ပဲပျောက်ချင်းမလားပျောက်ဆုံးကုန်တယ်မဲထွေးနဲ့သူ့ရဲ့ဦးလေးကဝေးကောင်ကြီးကလည်းအင်းကြီးရှိ ပရီဘောကပစ္စည်းများကိုအကုန်ရခဲ့ပေမဲ့အဲ့ဒီယန္တနာအစ်တာကိုခြာရခဲ့ခြင်းမရှိဘူးတဲ့သူတို့လည်းအဲ့နောက်ပိုင်းဒီချန်ဝါကြီးနဲ့အဲ့အင်ကြီးကိုဒီတိုင်းထားခဲ့ကပျောက်ချင်းမလားပျောက်သွားခဲ့တာအခုဆို290တိတိရှိပြီတဲ့မောင်သိန်းရဲ့ဒါပေမဲ့လူသူမနေတော့ပေမဲ့အဲ့ဒီအင်ကြီးမှာမကျုံမလို့ပဲလောက်ပိတ်ခံထားခဲ့ရတဲ့မိသားစုကအခုချိန်ထိအဲ့ဒီအင်ကြီးမှာရှိနေသေးတယ်ကွာ ကျုပ်ကကိုပွားကြီးကဘာလို့အခုလို့သူတို့ရှင်းနေမှန်းကိုအတိအကျအခိုင်မာပြောနိုင်ရတာလေဗျလို့မေးလိုက်တော့ကိုပွားကြီးကအဲ့ခရရွာကရွာသားတွေပြောပုံရာအဲ့အိမ်ကြီးကနေလူရိတ်သူရိတ်တွေတွေးမိနေရတဲ့အပြင်ညညဆိုရည်တန်တွေကြားလိုက်ငိုတန်တွေကြားလိုက်နေတဲ့တစ်ခါတခါကဲကြပါအောင်ဆိုပြီးအော်ရင်အကူကြီးတောင်းတနေတယ်မကြမကြကြားရတယ်တဲ့ညနေနေဝင်ချိန်တွေဆို အချံဝန်းကြီးရှိကလူသူအသွားလာမရှိတော့ဘူးရှိတဲ့လူတွေကိုလည်းသွေးတန့်တရေရဲနဲ့ပုံပြပန်းပြရုပ်ကြီးတွေပြတာပြီးခြောက်လန့်ကြတယ်တဲ့အဲ့ဒါအဲ့ဒီရွာကတထေဦးထုံးကသူ့ပိုင်သိမ့်ပြီးအဲ့ဒီအင်ကြီးကိုဖြိုပြပြီးအဲ့ဒီချံဝန်းကြီးကိုရောင်းပြပြီးရှားတဲ့ငွေတွေကိုသုံးပုံခွဲပြီးတပုံကို ခရရွာမှာအလူပေးတင်ဆောက်ပေးပေးမယ်တပုံကိုသူယူမှတ်တယ်ကြံတပုံကို အတိုက်ခိုက်တွေကင်းအောင်လုပ်ပေးပြီးမြေရောင်းဝယ်ထွက်အောင်ကူညီပေးတဲ့သူကိုပေးမဲ့တဲ့လီအဲ့ဒါဒီလိုကိစ္စတွေကိုအခမဲ့တောင်ကူညီပေးနေကြငါးတန်ငယ်ချင်းမင်းကိုတတိယလိုအပြေးလာပြီးအကူညီတောင်းတာပါမောင်သိန်းရဲ့ငါ့ကိုကူညီပါကွာတကယ်လို့အဲ့ဓာတွေကိုမင်းဖြည့်ချင်းဆောင်ရွက်ပေးနိုင်ရင်ကြားတဲ့တပုံကိုမင်းနဲ့ငါခွဲဥကြမယ်လေဘလို့လဲမောင်သိန်းမင်းစိတ်ဝင်စားတယ်မဟုတ်လား ကျုပ်ကကိုဝါကြီးခမားကလေပွဲစားဆိုတဲ့အတိုင်းမျက်စိပွားရဲ့အတွက်ချက်တွေနဲ့သာတွဲချက်နေခမားပြောတဲ့အင်ကြီးကပဝေဆက်တွေအထက်ထက်ချထားတဲ့အင်ကြီးပြအပညာရွက်တွေကိုနိုင်နေချင်းမရှိပဲအဲ့ဒီအင်ကြီးကိုဖြိုးဖို့နေနေတာတာတခုခုသွားလို့ကြည်အကုန်မသားပေါ်မှာဗောဗျအဲ့ဒါခမားသိရဲ့လားကျုပ်စကားကြောင့် ဟုတ်တယ်မောင်သိမင်းကဒီကိစ္စတွေမှာတကယ်အတွေ့အကြုံရင်းချက်သူတယောက်ဆိုတာငါလက်ခံသွားပြီဘယ်လိုလဲဆိုတော့ငါနဲ့မတိတ်ခင်တုန်းကတထေဦးဝေးထွန်းကပရောကဆရာတဦးကိုပင်းဖိတ်ပြီးအဲ့ဒီအိမ်ကအတိုက်ခိုင်းတဲ့အရန်သားတွေမကြိုးလို့သူတွေကိုဖယ်ရှားခိုင်းတဲ့တဲကွာအဲ့ဒီပလာလောကဆရာလေးကရောပွဲတွေပေးပြီးစမန်းစီမံနေဖဲ့ပြက်ပြီးအဲ့ဒီအိမ်ကြီးကို တိုက်ဖြတ်တိုက်ဖြုတ်ပေးတဲ့အလုံသမား30ကျော်ကိုအင်ကြီးကိုထုပြုတ်ခိုင်းတာအဲ့အင်ကြီးကိုဘာမှတော့မလို့ရသေးဘူးမွေတွေထွက်လာပြီးပောက်တက်ကြလို့ပရာလောကဆရာအပါဝင်လုံသမား30ကျော်နေရာတွင်လဲကြသိဆုံးကုန်တယ်တဲ့ထူဆန်းတီကလူတွေကိုကြိုက်ပြီးတာနဲ့အမွေတွေကမိမထမိန်စားတွေနဲ့ပြုတ်လောက်ထားတဲ့ကျိုးတွေဖြစ်သွားတဲ့တဲကွာကျုံလဲဒါဆိုရင်အဲ့ဒီအင်ကြီးက အမောင်ဘရောကအတိုက်ကြောင်အသက်ပေါင်းများသာထက်သေးကြရတာပေါ့ဟုတ်တယ်အမောင်သိန်းနေအောင်ဗျာအဲ့ဒါဆိုကျုပ်စဉ်းစားပြရစီဟုတ်ကျိုးအခုလို့ကုညီမဲ့ဆုံးဖြတ်တာပတ်စံမတ်လို့မဟုတ်ဘူးနော်မကျိုးလို့သေးတဲ့သူများကိုအနောင်ဘွယ်ကင်းကင်းနဲ့ကျိုးလို့စေချင်တာရဲ့နောက်ပြီးနောက်တဲ့လူတွေထပ်မသိသေးချင်တာကြောင့်ကျုပ်စဉ်းစားမယ်အချိန်ခဏတော့ပေးဟုတ်ပြီလားအေးပါမောင်သိန်းညာ မင်းကုညီမပြောတာကိုပဲငါဝမ်းသာထားပါပြီဒါဆိုနောက်3ရက်နေပြန်ဆောင်ကြမယ်ပေါ့ဗျာအမောင်ဘရောကဆိုတဲ့ပထမပိုင်းကတော့ဒီမားရင်ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်ခင်ဗျာနောက်လာမယ့်စတိုင်းပိုင်းကိုလည်းစောင့်မျှော်နားဆင်အားပေးကြပါအောင်ခင်ဗျာ